အားလုံးပဲမင်္ဂလာပါရှင် Listen for you မှာပြန်လည်ကြိုဆိုလိုက်ပါရင်တုတ္တရတာနဲ့တခြားသောဓမ္မစာပေအပါအဝင်စာအုပ်ကောင်းများစွာကိုဝါဒနာအရင်ခံပြီးစူးစမ်းဖတ်ပြပေးသွားပါမယ်ရှင်ကျမတို့ရဲ့ channel လေးကိုစိတ်ဝင်စားတယ်ဆိုရင် like and subscribe လေးပြုလုပ်ပေးသွားပါအောင်ရှင်ကဲစာအုပ်လေးကိုစတင်ဖတ်လိုက်ကြရအောင်ဝေပုံကြီးပေါ်ခွာထိုင်မယ် ကျွန်တော်တို့ကလေးဘဝကလူတိုင်းပါဇက်ထားမှာရေပန်းစားခဲ့တဲ့တခြင်းတစ်ပုဒ်ရှိပါတယ်။ထို့တခြင်းမှာဂုံဆိုတဲ့တခြင်းပဲဖြစ်ပါတယ်။ဂုံ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 ဆိုတာငွေကိုခေါ်တယ်။ငွေကိုသာရေလိုသုံးရင်တပြည်လုံးမှာလူသမျှတင့်တယ်။ရောက်ခမကမျက်နာချိုးတယ်၊ကျုံမရကအစည်စနာပိုးတယ်။ထို့တခြင်းကအဲ့ဒီအချိန်ကမှန်ခဲ့တယ်လို့ယနေ့ခေတ်ကာလတွေမှာလေပိုပြီးပိုပြီးမှန်နေပြီလားမပြောတတ်တော့ပါဘူး။ လူတိုင်းပါဇက်ဖျားမှာငွေစကားကြားနေရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတဦးကဆိုရင်သူရဲ့အိမ်ရှိဧကန်ဆောင်မှာငွေကိုချက်ပါဆိုသောစကားကို formica ဖြစ် စကားလုံးထွင်ထားပြီးတော့ချိတ်ဆွဲထားပါတယ်မှန်ပါတယ်လောကမှာငွေမရှိရင်မျက်နှာငယ်ရပါတယ်ဘာမစုံငွေရှိရင်လုံးလို့ရတယ်ဆိုတဲ့လူပိန်းကြိုက်စကားမှာလုံးဝမမှန်တော့လဲလုံးဝမှားတယ်လို့တော့ပြောရမရပါဘူးလူတိုင်းငွေလူနေကြပါတယ် ူစင်းရဲတွေလက်လုံလက်စားတွေစောင်းဝနေရအတွက်ငွေကိုပင်ပန်းကြီးစွာရှောက်ပေလောက်ကင်နေကြရပါတယ်။ထမင်းစားဖို့ငွေလိုပါတယ်။လူရန်စေသုံးနိုင်ဆွဲနိုင်မှုငွေလိုပါတယ်။သားသမီးတွေပညာတတ်အောင်သင်ပေးဖို့ငွေလိုပါတယ်။ခင်နဲ့အညီအတုံးအဆောင်တွေစိန်ခံပစ္စည်းတွေအတွက်လည်းငွေလိုပါတယ်အမှုပညာခန်းစားဖို့အတွက်ငွေလိုပါတယ်စာအုပ်စာပေဖတ်ဖို့အတွက်ငွေလိုတယ်လူချမ်းသာတွေအတွက်ကတော့ ာရာအိုကေသွားဖို့ဘီယာဆိုင်ထိုင်ဖို့နိုင်ငံခြားရှော့ပင်ထွက်ဖို့စတဲ့ကိုရီကများလွန်နေတယ်။ကဘာကြီးခင်မီတိုးတက်လာတာနဲ့အညီကုန်ကျစရိတ်တွေကလည်းအစမတန်ကြီးမှကြီးထွားလာလျက်ရှိပါတယ်။ဒါကြောင့်လားမပြောတတ်ပါဘူး။အနောက်နိုင်ငံသားတွေကငွေကိုဒုတိယဖျားသခင်လို့တောင်ဆိုလာကြပါတယ်။ရှေ့ရိုးစကပုံတစ်ခုကတော့ငွေဆိုတာမကောင်းမှုရဲ့ရေတောက်မြစ်လို့ဆိုထားပါတယ်။ဟုတ်ကဲ့ ကျွန်တော်တို့အားလုံးအဆိုပါရေတောက်မြစ်အတွက်တသက်တာလုံးမမောနိုင်မပန်းနိုင်အစေးရဲ့အပင်ပန်းခံပြီးစ조사နေတာပဲမဟုတ်လားရှင်နေအယောင်သွတ်စာအုပ်များစည်ရင်မှာကြီးပွားချမ်းသာရေးလမ်းညွန်စာအုပ်များပါမြဲတိုင်းပါနေစေဖြစ်ပါတယ်မိမိတို့အလိုဆန္ဒရှိတဲ့ဘဝပန်းနိုင်အသီးသီးကိုရောက်ရှိစေဖို့အတွက်မိမိမိသားစုနဲ့တကွာချမ်းသာပျော်ရွှင်သောဘဝကလေးတစ်ခုတည်ဆောက်နိုင်ရန်အတွက် ငွေကြေးစုဆောင်ခြင်းအလုပ်ကို အလင်းနဲ့ထားလုဆောင်လာကြပါတယ်။ဘဝတစ်လျှောက်လုံးငွေငွေငွေဖြင့်ငွေပြီးရင်ဝင်ဝင်နောက်တစ်ခေါက်ခေါက်လိုက်ရင်စီးစိမ်ဥစ္စာယေဒနာရွှေငွေများကို ဖတ်တွေ့ပြီးတော့မိမိတို့လိုချင်တဲ့အောင်မြင်မှုနဲ့လက်လန်းမမိကြသူတွေခင်ဗျာမှာနောက်ဆုံးတော့မျောလင်းချက်ကုံဆုံးပြီးစိတ်ကြဝေဒနာခံစားရလိမ့်ရှိပါတယ်။ချမ်းသာတဲ့သူတွေအတွက်ဖြစ်နိုင်ခြင်းရှိတာတွေကတော့တကူဩဇာပြည့်စုံမယ်။ အပန်းဖြေအပျော်ခရီးတွေထန်နိုင်မယ်။လုံခြုံစိတ်ချမှုနဲ့တခြားသောအခွင့်အလမ်းကောင်းများစွာကိုရရှိနိုင်ပါတယ်။ကျွန်တော်တို့ရဲ့လူဖွဲ့စည်းနဲ့အလားတူလူတိုင်းဝိုင်းတွေမှာတော့ငွေကြေးကျယ်ဝချမ်းသာမှုအပေါ်တံမိုးထားမှုတွေကတိတ်ကိုတိတာလွန်လာပါတယ်။ငွေကြေးပြည့်စုံသူတွေကိုလူဆွမ်းလူစားရှိသူတွေလိမ္မာပန်းတဲ့သူတွေအဖြစ်သတ်မှတ်ယူကြလေးရှိပါတယ်။စင်ရွမ်းပါတယ်မိသားစုမှာစဉ်သက်လာတဲ့သူတွေနဲ့ င်းရဲနွမ်းပါတဲ့ဝင်းကျင်မှာကျင်လည်နေကြတယ်။အခြေခံလူရန်စားများအနေဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့ခေါင်းရှုံမခံလို့ကြပါဘူး။သူတို့ဟာငွေကြေးဆိုတာလိုအပ်မှုတစ်ခုအတွက်သုံးဖို့သာသဘောထားကြပါတယ်။ငွေကိုခင်တွယ်တော့လဲမကိုးကွယ်ကြပါဘူး။သူတို့အနေဖြင့်ဘဝဘေးအတိတရားအရာကျဲဝချမ်းသာမှုနဲ့လူကုန်ထန်တို့ကိုအားကြမျောလင့်ခြင်းမရှိတတ်ကြပါဘူး။ လေထဲတိုင်ရင်ဆောက်သူတွေလည်းမဟုတ်ကြသလိုသူတို့မှကြီးပွားချမ်းသာရေးအတွက်ရည်ရွယ်ချက်မဲ့တလို့ဖြစ်နေပါတယ်။ဒါပေမဲ့လည်းဆင်းရဲတဲ့မိဘမျိုးရိုးမှဆင်းသက်ပေါက်ပွားလာပြီးဆင်းရဲတဲ့အနာအဝက်မှာရုံထွက်လို့တဲ့သူတွေငွေကြေးချမ်းသာကြွယ်ဝဖို့အတွက်ရည်ရွယ်ချက်မြင့်မြတ်မှမှထားသူတွေလည်းမရှိမဟုတ်ရှိတတ်ကြပါတယ်။မိမိရှိမှကြီးပွားချမ်းသာသွားကြသူတွေကိုအားကြအတူယူခြင်းစိတ်လည်းရှိပါတယ်။ အောင်မြင်သူများကိုလည်းအားကြအတူယူခြင်းစိတ်ရှိပါတယ်။ဒါကြောင့်တမိပောင်တယောက်ထွန်းဆိုတဲ့ကဲ့သို့သောသူများဟာအတတ်ပညာအသိပညာတွေကိုကြားကုတ်ကြားခဲလေ့လာလိုက်စားကအလုတ်ကိုလည်းအာတုံခွန်ဆိုင်စူးစားလုပ်ကင်ချပါတယ်။ထို့ကဲ့သို့လူငယ်များထဲမှာအနှဲငယ်များလောက်သာရီမန်းကြအောင်မြင်ပြီးတော့ထင်တိုင်းပေါက်ကြပါတယ်။သို့တော့သူတို့ဟာသူတို့ရဲ့ဘဝအောင်မြင်မှုအတွက်မတန်တဆာ ေးဆက်ကြရတာကများပါတယ်။သူတို့အနေနဲ့အချိန်နဲ့အမျှမနာမနေကြံစီတွေးတော်စိတ်ကူးနေကြရပါတယ်။စီမံချက်များချမှတ်နေရတယ်။ရုပ်ပိုင်းရောစိတ်ပိုင်းမှာကြန့်ခိုင်မှုပြေဝလာရပါတယ်။သူတို့မှာအလွန်ရှားပါးတဲ့ငွေကြေးမပြည့်စုံမှုလေးနဲ့အိမ်ငှားကအတုံးအဆောင်ပစ္စည်းတွေဝယ်ယူစရိတ်တခြားအတုံးစရိတ်များပေးဆောင်ရန်အတွက် အလွန်တရာခက်ခဲနေတတ်ပါတယ်။ ထူးခြားသောစိတ်ကူးတဲ့အတွေ့ခေါ်တဲ့အမြင်သစ်များပေါ်မှာရည်ရွယ်လုတ်ကင်ပြီးတော့ကံတရားရဲ့အထောက်ပံ့ပေးမှုတွင်ဖြည့်ဆွတ်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းချမ်းသာကြွယ်ဝနိုင်ပါတယ်။ကញ្ញံဝရိယသုံးပါးမျှတဖို့တော့လိုအပ်တာပေါ့။သို့တော့များစွာသောသူတွေကရုပ်ဝတ္ထုငွေကြေးမပြည့်စုံတာစိတ်တက်ကြန့်ခိုင်မှုမရှိတာတွေအတွက်ကြောင့်အောင်မြင်မှုနဲ့လွဲချော်ခဲ့ရပါတယ်။ကောင်းမွန်တဲ့စီးပွားရေးစိတ်ကူးအကြံဉာဏ်တွေဟာလည်း ပျောက်ဆုံးခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲကုမိသားစု အပေါင်းအသင်းနဲ့ကျမကြီးတွေဟာလည်းထိခိုက်လာရပါတယ်။သူတို့ဟာမိမိပိုင်ဆိုင်သမျှပစ္စည်းဥစ္စာအလုံးကိုဆွလွတ်ပြီးတော့မိမိရဲ့အတ္တကိုလည်းဝါးချေဖျက်ဆီးကာရုပ်ဝတ္ထုတိုက်ပွဲမှာအောင်မြင်မှုတရဖူကိုရယူနိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်းချမ်းသာကြွယ်ဝသူတွေဟာမတူသောပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။သူတို့ရဲ့ပန်းစင်းရင်တွေဟာ တနေ့တခြားတိုးပွားလာပါတယ်။ငွေကိုငွေနဲ့ယင်းပြီးတော့တိုးပွားလာခြင်းဟာ စိတ်ကိုလှုပ်ဆော်မှုအားကောင်းစေပါတယ်။တည်ရကြပြောရရင်ငွေကိုသုံးဆွဲဖို့ပို့ပြီးတော့တွန့်တိုလာကြပါတယ်။မကြာခဏငွေကြီးသုံးဆွဲတဲ့စနစ်ဟာအစီအငေါ်မတည့်ဖြစ်လာတယ်။ငွေပုံကြီးပေါ်ခွာထိုင်ထားပေမဲ့လည်းထုံငွေကိုမထီရမတိုးရဖြစ်နေကြပါတယ်။သူတို့အနေနဲ့ပိုရှန်လာတဲ့ငွေကြီးအမြောက်အများကိုအားလည်းရခီးရှိတွင် စားတောက်ဆိုင်တွင်အဝတ်အစားအသုံးဆောင်တွင်စတာတွေမှာဖောဖောတီတီသုံးဆွဲသလောက်တက်စီဝဲတာစပွဲထိုးတွေကို အပုံဝင်စုပေးတာရှော့စီချထားတဲ့ပစ္စည်းတွေလိုက်ဝဲတာတခြားအသေးအဖွဲကိစ္စလေးတွေမှာတော့ပက်ဆန်ရာတန်လေးကိုတတွေးစုခွာပြီးတော့လိုက်သုံးဆွဲနေတက်ပြန်ပါတယ်